္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Ankimu Channel ကနေအားလုံးကိုပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မှာတင်ဆက်ပေးသွားဖို့ရွေးချယ်ထားတဲ့ဇာတ်ကားလေးကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာကျွန်တော်တင်ဆက်ပေးခဲ့တဲ့ Conjuring Universe ရဲ့ပထမအဦးဆုံးရုပ်ရှင် The Nun အပီး1958ခုနှစ်မှာဇာတ်အိမ်တည်ထားတဲ့ Annabelle Creation လို့အမည်ရတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ခင်ဗျာတကယ်လို့ပရိသတ်ကြီးက The Nun Recap ကိုမကြည့်ရသေးဘူးဆိုရင်လည်းကျွန်တော်ဗီဒီယိုရဲ့အောက်က description ထဲမှာ link ချပေးထားပါမယ်။တွားရောက်ပြီးတော့တစ်ဆင့်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ ဆိုတော့ဒီနေ့စကားလေးကိုမစားခင်မှာကျွန်တော် channel ကနေကျွန်တော်နဲ့ wine note သားတွေအတူတူ season ထားတဲ့အစီအစဉ်လေးတစ်ခုလည်းပြောပြချင်ပါလိမ့်အဲ့ဒါကတော့လာမယ့်အောက်တိုဘာလ31ရက်နေ့ဆိုရင်တော့နိုင်ငံတကာတရေကြီးများနေ့ Halloween နေ့ပေါ့ခင်ဗျာအဲ့ဒါကြောင့်ကျွန်တော်ရဲ့ channel ကနေပြီးတော့ Halloween အထိမ်းအမှတ်အနေနဲ့ horror franchise တွေတဲကကြောက်စရာအကောင်းဆုံးနဲ့လူကြိုက်အများဆုံး franchise ဖြစ်တဲ့ Conjuring Universe ရဲ့ရုပ်ရှင်အားလုံးပေါင်း10ကားတိတိကိုကျွန်တော်ဇက်တိုက်အကောင်းဆုံးစူးစမ်းပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ဆိုတော့ဒီလိုဇာကားတွေရောတခြားရာသဆောင်ဇာကားတွေ recap တွေအားလုံးကိုခန်းစားမှုကောင်းကောင်းနဲ့ကြည့်ရှုနိုင်မှုအတွက်ကျွန်တော်ရဲ့ channel ကိုလည်း subscribe လုပ်ရသေးဘူးဆိုရင်လုပ်သွားပေးပါခင်ဗျပြီးတော့ဘေးနာခေါင်းလောင်းလေးလည်းနှိပ်ထားလို့ရပါလိမ့်ဒါမှနောက်ထပ်ဇာကားတွေတင်တဲ့အခါမှာသိနိုင်မှာမို့လို့ပါပြီးတော့ကျွန်တော်ရဲ့ channel ကို support လုပ်ချင်တဲ့ဆိုရင်လည်း VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြဖို့အတွက်မေတ္တာရက်ခံပါစေကျဆိုတော့အားလုံးပဲဒီနေ့ရွေးချယ်ထားတဲ့ကားကတော့ Annabelle Creation ဖြစ်ပါတယ်ခင်ဗျကျွန်တော်အားလုံးပဲအတူတူစလိုက်ကြအောင်ပါခင်ဗျဇလန်းလေးရဲ့အစမှာတော့ အယုတ်လုတဲ့သူတယောက်ဖြစ်တဲ့ဆမ်မူရယ်မော်လင်းကသူ့ရဲ့ပထမဆုံးအရေးအတွက်ကန့်သတ်ထားတဲ့အယုတ်တယောက်ကိုလုံနေခဲ့ပါလေ။အဲ့ဒီချိန်မှာပဲလူတယောက်ကတကားရဲ့အောက်ကနေရစင့်ငါ့ကိုရှာပါဆိုတဲ့စာရင်းစောင်ကိုထားသွားခဲ့ပြီးဆမ်မကလည်းအိမ်ပြန်သွားခဲ့လိုက်ကမကအိယာရီအများကြီးပါတဲ့အခန်းကျဲကျဲမှာနေကျင်ခဲ့ပေမဲ့သူမအခန်းကိုနန်စီနဲ့ကဲရိုတို့ကပိုင်စည်းထားခဲ့လိုက်ပြီးသူမကိုအခြားအခန်းကိုသွားဖို့အတွက်နှိမ်ထုတ်ခဲ့လိုက်ကာ သူမနေရာကိုတော့တခြားကလေးမနှစ်ယောက်နဲ့အစာထိုးပစ်ခဲ့လိုက်ပါလေ။ဒါမှမဟုတ်ဂျန်နီကတော့စိတ်ဆိုးမနေခဲ့ပဲအခြားခန်းတစ်ခုကိုဖွင့်ကြည့်ဖို့အတွက်လှုပ်ခဲ့ပေမဲ့ဆမ်ကတားမြစ်ခဲ့လိုက်ကအဲ့ဒီတကားကိုဘာပဲဖြစ်ဖြစ်လုံးဝမဖွင့်ဖို့အတွက်ပြောကြခဲ့ပြီးထွက်သွားခဲ့ပါတော့လေ။အဲ့ဒီနောက်မှာတော့ဂျန်နီရဲ့ခန်းပေါ်ဖြစ်လာမဲ့လင်ဒါကအယုတ်တွေများကြီးရှိတဲ့သူမရဲ့ခန်းထဲမှာအတူတူလာနေဖို့အတွက်ပြောနေခဲ့ပါလေ။တဖက်မှာတော့ sister Charlotte က ူမရဲ့ခန်းထဲမှာအထုပ်ပိုးတွေကိုနေရာချနေခဲ့ပြီးသူမရဲ့နောက်ကနေဓာတ်လီကအသေးစားလေးကပွင့်လာခဲ့တာကြောင့်ဓာတ်လီကကိုဖြန့်ကြည့်ခဲ့လိုက်ပြီးတော့ပြန်ပိတ်ထားခဲ့ပြီမိတ်ဓာတ်လီကရဲ့တကားတွေကထပ်မံပွင့်လာခဲ့ပြန်ပါလိမ့်အဲဒီနောက်မှာတော့ sister charlotte တယောက်နန်စီရဲ့အော်ခေါ်တန်တွေကြောင့်လန့်သွားခဲ့ရပြီးနန်စီပြင်ဘက်မှာထွက်ဆောဖို့အတွက်ခွင်တောင်းနေခဲ့က sister charlotte ကလည်းခွင်ပေးခဲ့လိုက်ပြီးတော့ရံမဖြစ်ကြဖို့နဲ့ချစ်ချစ်ခင်ခင်စော့ကြဖို့အတွက်ပဲမှာနေခဲ့ပါလိမ့် တဖက်မှာတော့တခြားကလေးတွေကပျော်ပျော်ရွှင်ရွှင်စောက်ကစားနေခဲ့ကြပေမဲ့ဂျန်နီကတော့သူမရဲ့ပိုလီယိုရောဂါကြောင့်အပြင်ထွက်ဆော့လို့မရတဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။သူမကပရင်းပေါက်နားကိုဂျိုင်းတောင်မပါဘဲလမ်းလျှောက်သွားခဲ့ရင်သူမမပါဘဲပျော်ပျော်ရွှင်ရွှင်စောက်ကစားနေကြတာကိုတွေ့တဲ့အခါမှာတော့ပိုပြီးတော့နာကျင်ခံစားနေခဲ့ရပါတယ်။သူမပါပြင်ပေါ်ကမျက်ရည်တွေစီးကျလာခဲ့ပြီးသူမရဲ့အနောက်ကနေအန်နဘဲကတဖြည်းဖြည်းအနားကတ်လာခဲ့ကဂျန်နီကသူမရဲ့နောက်ကိုတယောက်ယောက်ကတ်လာတာကိုခံစားရတာကြောင့် အနောက်ဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဂျန်နီကလည်းသူမရဲ့ဂျိုင်းနောက်ကဘလူးကနေဘလူးရောက်လာမှမသိဖြစ်နေခဲ့ပါလေ။အဲ့ဒီညမှာတော့ကလေးတွေအားလုံးနဲ့ဆမ်တို့ညစာအတူတူစားဖို့အတွက်လုံနေခဲ့ကြပြီးတော့ထမင်းမစားခင်ဘုရားရှိခိုးနေကြတဲ့အခါမှာတော့ခေါင်းလောင်းတာတစ်ခုကိုကြားနေခဲ့ရတာကြောင့်ဆမ်ကထမင်းဝိုင်းကနေထဖို့အတွက်ခွင်တောင်းခဲ့ပြီးသူမိမရှိတဲ့သူတို့ရဲ့အိတ်ခန်းထဲကိုဝင်သွားခဲ့ပါလေ။ကလေးတွေအားလုံးထဲမှာမှစဆူစိန်လေးနန်စီကအဲ့ဒီခန်းထဲမှာဘာရှိမလဲလို့ကြည့်နေခဲ့ပြီးတော့ ဆမ်ကတကားကိုလော့ချလိုက်တာကြောင့်ဘာမှမမြင်ရတော့ဘဲဆစ်စတာရှာလော့ကလည်းထမင်းလာစားတော့ဖို့အတွက်ပဲပြောခဲ့ပါလေအဲနောက်ညသာစားပြီးသွားကြတဲ့နောက်မှာတော့လင်နာနဲ့ဂျန်နီတို့နှစ်ယောက်ဆူတောင်းနေခဲ့ကြပြီးအဲ့ရဝင်သွားခဲ့ကြကဂျန်နီတယောက်အိပ်ပျော်ဖို့ကြိုးစားနေတဲ့အခါမှာတော့ထူးဆန်းတဲ့ခြေတံတွေကိုစတင်ကြားနေခဲ့ရပါတော့လေအဲ့ဒါကြောင့်သူမှလည်းထားကြည့်ခဲ့လိုက်ပြီးတကားရဲ့အောက်ကနေလူတောက်ရဲ့အရှိတ်ကိုမြင်တွေ့ခဲ့ရကအဲ့ဒီလူကငါ့ကိုရှာပါလို့ရေးထားတဲ့စာလေးဆောင်ကိုထားသွားခဲ့ပြီးတော့ ပြီးထွက်သွားခဲ့ပါလေ။ဂျန်နစ်ကလည်းအဲ့လူကိုလိုက်ရှာနေခဲ့ပြီးတော့ဆမ်ကတကားမဖွင့်မမှားထားတဲ့အခန်းရှိကိုရောက်သွားခဲ့ကအဲ့ဒီအခန်းထဲကလူတစ်ယောက်ကငါဒီမှာရှိတယ်လို့ရေးထားတဲ့စာတစောင်းကိုထပ်မံတွေးရှိခဲ့ရပြီးသူ့ကိုလိုက်ရှာနေခဲ့ကဘီရိုကိုဖွင့်လိုက်တဲ့အခါမှာတော့ကြောက်စရာကောင်းတဲ့ရုပ်တရုပ်ကိုတွေ့ခဲ့ရတာကြောင့်လန့်ပြန့်သွားခဲ့ရပြီးတကားကိုပြန်ပိတ်ထားခဲ့ပြီးတော့ပြန်ထွက်သွားဖို့လုပ်ပေမဲ့တကားကနောက်တစ်ခေါက်ထပ်မံပွင့်လာပြီးတော့အဲ့ဒီခါမှာတော့တကားကိုလော့ချခတ်ထားခဲ့ပြီးမြဲလေ အချိန်ကတခါတော့ပဲနောက်တစ်ခေါက်ထပ်ပွင့်လာခဲ့ပြန်ပါလေအဲနောက်တကားကိုပိတ်လို့မရတော့တဲ့ဆုံးမှာဂျန်နီကအယုတ်ရဲ့မျက်နာကိုအဝဲတစ်ခုနဲ့အုပ်ထားခဲ့လိုက်ပြီးတော့အိမ်ရဲ့အပြင်ဘက်ကနေလူတန်းကြားလိုက်ရတာကြောင့်ပရင်ပေါက်ကနေလှမ်းကြည့်ခဲ့လိုက်ပြီးအဲ့ဒီလူကတော့ညဘက်လမ်းထွက်ရှောက်နေတဲ့ဆံမဲဖြစ်နေခဲ့ကအဲ့လိုကြည့်နေတဲ့ဂျန်နီရဲ့နောက်ကနေစောစောကအယုတ်ကအသက်ဝင်လာခဲ့ပြီးတော့လမ်းထားရှောက်နေတာကိုတော့ဂျန်နီတယောက်သတိထားမိပုံမပေါ်ရီခဲ့ပါဘူးဆမ်ကခန်းလေးကိုရောက်နေတဲ့ဂျန်နီကိုသတိထားမိသွားတဲ့အတွက် ဂျန်နေကိုတားဖို့အတွက်အခန်းထဲကိုပြေးဝင်လာခဲ့ပြီးဂျန်နေကလည်းဆန်မသိခင်မှာအခန်းထဲကနေပြန်ထွက်ဖို့အတွက်လှုပ်ခဲလိုက်ကအဲ့ဒီအခါမှပဲစောစောကအသက်ဝင်လာတဲ့ရုပ်ကိုစတင်ပြီးတော့တရိပ်ထားပြီးသွားခဲ့ပါတော့တယ်အဲ့ဒီနောက်မှာတော့အဲ့ဒီရုပ်ကဂျန်နေစီကိုအူဒီလမ်းလျှောက်လာခဲ့ပြီးတော့အရုပ်ကိုအုပ်ထားတဲ့အဝတ်ကလည်းအောက်ကိုရှော့ချလာခဲ့ကအဝတ်တစ်ခုလုံးအောက်ကိုကျသွားတဲ့အခါမှာတော့ထိတ်လန့်ဖို့ကောင်းစွာနေပဲအဝတ်ရဲ့အောက်မှာဘာကူမှမတွေ့ရခဲ့ပါဘူးဂျန်နေကလည်းအရန်ကိုထိတ်လန့်သွားခဲ့တာကြောင့် အခန်းပြင်ဘက်ကိုပြေးထွက်သွားခဲ့ပြီးစောစောကတကားဖွင့်ထားခဲ့တဲ့ခန်းကလည်းသူ့အလိုလိုပြန်ပါလေအဲဒီဓာတ်ပုံနဲ့ပတ်သက်ပြီးတော့စစ်စတာရှာလော့ကရိုမေးနီးယားဖျားအကြောင်းတစ်ခုကိုတွားရောက်ခဲတုန်းကရိုက်ထားခဲ့တဲ့ဓာတ်ပုံတစ်ပုံပဲဖြစ်ပြီးဓာတ်ပုံရဲ့အဆုံဆုံးမှာရပ်နေတဲ့စစ်စတာတယောက်ကတော့မျက်နှာကိုအချိန်မဲတစ်ခုကဖုံးအုပ်နေခဲ့ပြီးဘာသူဖြစ်နေလဲဆိုတာကိုတော့သူမကိုယ်တိုင်တော့အဲ့ဒီစစ်စတာရှိနေခဲ့မှန်းတတိမထားမိရဲ့အကြောင်းကိုပြောပြနေခဲ့ပါလေအဲ့ဒီနောက်မှာတော့ဒိန်လုံးလဲအိယာဝင်သွားခဲ့ကြပြီး အသက်ကြီးဆုံးအပြိုပေါက်ရွယ်ကလေးမတွေဖြစ်ကြတဲ့နန်စီနဲ့ကဲရိုတို့ကဆောင်းအောက်မှာခေါင်းမူချုံရင်းဝီမန်တွေရဲ့တဘာဝအတိုင်းပဲဆံမျက်နေမကောင်းဖြစ်နေတဲ့မိမနဲ့ပတ်သက်ပြီးတော့လောင်ပြောင်တင်းပြောနေခဲ့ကြကရီမောစုပွက်နေခဲ့ကြပါလေ။အဲဒီချိန်မှာပဲသူမတို့ရဲ့ခန်းနာကခေါင်းလောင်းတာတစ်ခုကိုကြားလိုက်ခဲ့ရပြီးကာရိုကဆံမျက်မိမဖြစ်သူအကူညီလိုလို့ခေါ်နေတဲ့အတမ်းပဲဖြစ်မှာဖြစ်ကြောင်းပြောခဲ့လိုက်ပြီးတော့ထပ်မံအာချောင်နေခဲ့ပြန်ပါလေ။ဒါပေမဲ့ခေါင်းလောင်းတန်ကတဖြည်းဖြည်းနဲ့ကျဲလောင်လာခဲ့ပြီးတော့ မြေပြင်ပေါ်မှာလူတယောက်လမ်းဆောင်နေတဲ့အတန်တွေကိုပဲကြားနေခဲ့ရကသူမတို့ရဲ့လက်ထဲကလက်နိတ်တံမီးရလည်းပဲငြိမ်သွားခဲ့တဲ့တော့အခန်းတစ်ခုလုံးအမောင်းကျသွားခဲ့ရပြီးတော့ခေါလောင်းတန်တွေကပုံမူကျဲလာခဲ့ပြီးသူမတို့ရဲ့ညာဘက်ကိုကြိလိုက်တဲ့ခါမှာတော့ဇံမြဲမိမတို့ထင်ရတဲ့ဖြူအောင်လူတယောက်ကိုတွေ့လိုက်ခဲ့ရပါလေကာရိုနဲ့နန်စီတို့ကလည်းကြောက်နေခဲ့ကြတာကြောင့်သူတို့ရဲ့မျက်စိတွေကိုတင်းမိတ်ထားခဲ့ကြပြီးအဲဒီမိမအချိန်ကြီးကတဖြည်းဖြည်းနဲ့ရှေ့တိုးလာခဲ့တဲ့ခါမှာတော့အသက်ရှူရမတန်ကြောက်လန့်ခြောက်ချနေခဲ့ကြပါလေ။ အရင်နောက်မှာတော့ခေါင်းလောင်းတဲ့အကြိမ်တစ်ခုကိုကြားခဲ့လိုက်ရပြီးတော့အဲ့ဒီမိန်းမကြီးကလည်းရုတ်တရက်ပျောက်ကွယ်သွားခဲ့တော့တာပါကာရိုတို့ကလည်းအဲ့ဒီမိန်းမကြီးပျောက်ကွယ်သွားကြပြီလို့ထင်နေခဲ့ကြပြီးအဲ့ဒီအချိန်မှာပဲအနောက်ကနေမိန်းမကြီးကပြန်ရောက်လာပြီးတော့ကာရိုရဲ့မျက်နှာကိုလက်တစ်ဖက်နဲ့လှမ်းဆွဲနေခဲ့ကသူတို့နှစ်ယောက်လည်းကြောက်လန့်လွန်းလို့အော်ဟစ်နေခဲ့ကြရပြီးသူတို့ခြုံထားတဲ့ဆောင်းကိုဖယ်လိုက်တဲ့အခါမှာတော့အဲ့ဒီမိန်းမကြီးကထပ်မံပျောက်ကွယ်သွားခဲ့ပြန်ပါလေအဲ့ဒီနောက်မှာတော့တခြားကလေးတစ်ယောက်ကမီးတွေကိုထဖွင့်ကိုယူပြီးတော့စော့နေခဲ့ပြီး ထိုင်ကုန်းပေါ်မှာထိုင်နေတဲ့အန်နာဘဲအယုတ်ရဲ့မျက်နှာကိုမတော်တဆထိမိသွားခဲ့ပါလေ။ဒရုန်းယောက်စောစောကဓာပြားခွေကိုအယုတ်ကဖွင့်လိုက်တာဟုံးမုံငိမ့်ဆိုခဲ့ကြပြီ။လင်ဒါကတနက်ရဲ့ကြီးစံကို ပြန်ရစ်ယူဖို့လုံမာတော့အယုတ်ရဲ့ခေါင်းကသူမတို့ပဲလှည့်နေတာကိုတွေ့ခဲ့လိုက်ရပါတော့တယ်။အဲ့ဒါနဲ့ပဲလင်ဒါကကြောက်လန့်သွားခဲ့တာကြောင့်အခန်းထဲကနေထွက်သွားခဲ့လိုက်ကဂျန်နီကတော့ထွက်မသွားသေးပဲအန်နာဘဲရဲ့ဒိုင်ယာရီစာအုပ်ကိုကောက်ဖတ်နေခဲ့လိုက်ပြီ။အဲ့ဒီချိန်မှာပဲခန်းတကားတွေကသူ့လိုလိုပိတ်သွားခဲ့ပါတော့တယ်။ အခဲထဲမှာရှိတဲ့ရုပ်သေးရုပ်တရုပ်ကလည်းအသက်ဝင်လာခဲ့ပြီးတော့သူ့လိုလိုထကနေခဲ့ကအယုတ်အိမ်တွေကလည်းသူ့လိုလိုလင်းလက်လာခဲ့တာကြောင့်အယုတ်အိမ်ကိုတေချာကြည့်နေခဲ့လိုက်ပြီးတော့ပတင်းပေါက်နားမှာရက်နေတဲ့အရာတစ်ခုကိုတရိထားမိသွားခဲ့ပါလေအဲ့ဒီအရာကတော့ကားတိုက်ခံရလို့အစိမ့်တီတည်သွားရတဲ့အန်နာဘဲပဲဖြစ်နေပြီအန်နာဘဲကပတင်းပေါက်ဘက်ကိုမျက်နှာမူကြောပေးပြီးတော့ရက်နေခဲ့ကဂျန်နီကတော့ထွက်ပြေးရမယ်စားတတိမွေးပြီးတော့ဘာလို့ချင်းလဲလို့မေးခဲ့ပေမဲ့အန်နာဘဲကတော့ကြောက်စရာကောင်းလာတဲ့အတန်တကြီးနဲ့ မင်းရဲ့ဝိညာဉ်ကိုလိုချင်တာလို့တုံ့ပြန်ခဲ့ပါလေအမှန်တကယ်မှာတော့အဲ့ဒီယာကအန်နဘေးရဲ့ပုံစံကိုအသွင်ယူထားတဲ့မိစ္ဆာတကောင်ပဲဖြစ်နေခဲ့ပြီဂျန်နီကိုထွက်ပြေးလို့မရစေဘူးသူက6တော့တွေကိုဆွဲထားပါတော့လေအာဂျန်နီရဲ့ဗစတ်တဲကိုအမေးအောင်ကြီးတွေအန်ထုတ်နေခဲ့လိုက်ပြီဂျန်နီရဲ့အော်တန်ကိုမစ္စတာရှာလုံးနဲ့လင်ဒါတို့ကကြားသွားခဲ့တဲ့အတွက်ဂျန်နီစီကိုစိတ်ပူပင်စွာနဲ့ပဲလော်ဒကြီးပြေးလာခဲ့ကြကအဲ့ဒီခါမှာတော့ဝီချဲပေါ်မှာဘာမှမဖြစ်သလိုထိုင်နေတဲ့ဂျန်နီကိုတွေ့ရပြီးတော့ ဂျန်နီကသူမအစဉ်ပြေပါတယ်လို့ပြောပြီးတော့ပြောနေခဲ့ချင်းဒါပေမဲ့လေတာကတော့တခုခုမားနေပြီဆိုတာကိုခံစားနေရပါတော့တယ်အဲ့တော့အင်းဒီမှာပဲလင်ဒါကဆမ်ကိုဂျန်နီကဆမ်ရဲ့စကားကိုနားမထောင်ခဲ့ဘဲနဲ့အန်နဘေးရဲ့အခန်းထဲကိုဝင်သွားခဲ့ကာအယုတ်ကိုလည်းဘီရိုထဲမှာထုတ်ခဲ့လိုက်ကြောင်းအချောင်းစုံကိုတွားပြီးတော့ပြောပြခဲ့လိုက်ပါတော့လေဆမ်ကအဲ့ဒီယုတ်ကိုသတိထားဖို့နဲ့လုံးဝအနာနာမကပ်ဖို့အတွက်မှာခဲ့လိုက်ပြီးသူကတော့လဝကတ်တိုင်အဆောင်တစ်ခုကိုယူသွားခဲ့ပြီးတော့အိမ်ထဲကိုပြေးဝင်သွားခဲ့ပါတော့လေ သူကအိမ်ထဲကဂျန်နီရဲ့တချင်းကြီးတန်ကြားနေရတဲ့မိဖို့ခန်းထဲကိုဝင်သွားခဲ့ပြီးတော့အဲ့ဒီခန်းထဲမှာတော့ထိုင်ကုန်ပေါ်မှာထိုင်နေတဲ့အန်နဘဲအယုံနဲ့မင်းကိုတွေးပြီးလို့ရေးထားတဲ့စာဆောင်ကိုတွေးရှိခဲ့ရပါတော့တယ်။အဲ့ဒီနောက်မှာတော့မကောင်းဆိုးကပူကက်တာကိုခံရလို့လမ်းရှောင်နိုင်နေတဲ့ဂျန်နီရောက်လာခဲ့ပြီးအမောင်သူတဲကိုဝင်သွားခဲ့ကသူ့ရဲ့တကက်မကောင်းဆိုးကပုံစံပြောင်းသွားပြီးတဲ့နောက်မှာတော့ယူအမိုင်ဆန်ရှိုင်းတချင်းကိုတီးဆိုးနေခဲ့ရင်းနဲ့လဝကတိုင်ရှိနေရင်ဆမ်ကိုအန်ရပြေးလို့မရတဲ့အတွက် စံမြက်လက်ချောင်းတစ်ချောင်းချင်းစီကိုချိုးပစ်ခဲ့ပါတော့တယ်။ဆက်လက်ပြီးတော့အိမ်ပြင်ဘက်မှာရောက်နေတဲ့ Sister Charlotte ကအိမ်ထဲကစံမြက်ဆိုးွားတဲ့အော်တန်ကြီးကိုကြားခဲ့ရတာကြောင့်အိမ်ထဲကိုအပြေးလွှာရောက်လာခဲ့ကအဲဒီခါမှာတော့မကောင်းဆိုးွားလက်ချက်နဲ့အယိုးတွေကျိုးပြီးတေဆုံးနေတဲ့စံမြက်အလောင်းကိုပဲတွေ့ရပါတော့တယ်။အဲဒီညမှာပဲလင်နာကဂျန်နေအိပ်ပျော်နေတဲ့အချိန်မှာအန်နဘဲရုပ်ကိုတိတ်တိတ်လေးခိုးထုတ်လာခဲ့ပြီးလက်ခွေးထဲမှာရှိတဲ့ရေတွင်းထဲကိုပြစ်ချခဲ့လိုက်ပြီးတော့ Sister Charlotte ကညဘက်ကြီးမအိပ်ဘဲနဲ့အပြင်ထွက်နေတဲ့လင်နာကို အထဲကိုဝင်တော့ဖို့အတွက်ခေါ်လာခဲ့ပြီးတော့လင်နာကစစ်တာရှားလို့ရဲ့စကားကိုနားထောင်ပြီးပြန်တော့မယ်အလုပ်မှာပဲရေရင်းထဲကနေအတန်တန်ကိုကြားခဲ့ရတာကြောင့်ငုံကြည့်ခဲ့လိုက်ခါအဲဒီခါမှာတော့ရေရင်းထဲကတခုခုကသူမကိုဆွဲချနေခဲ့ပါလေဒါပေမဲ့ကံကောင်းစွာနဲ့ပဲစစ်တာရှားလို့ကအချိန်မီကဲတင်ပေးလိုက်နိုင်ခဲ့ပြီးရေရင်းဖုံးကြီးကိုအမြန်ပိတ်ထားခဲ့လိုက်ခါအိမ်ထဲကိုအမြန်ပြေးဝင်သွားခဲ့ကြပါလေအဲဒီနောက်မှာတော့အိမ်ထဲကိုပြန်ရောက်နေတဲ့အန်နဘေးအချုပ်ကိုတွေ့ရပြီးတော့အရာထက်အရေးကြီးတာက ဂျန်နဲ့တယောက်ပြောင်းနေခဲ့တာကြောင့်စစ်တာရှာလော့ကကလေးတွေကိုဂျန်နေကိုလိုက်ရှာဖို့အတွက်ပြောခဲ့လိုက်ပြီးတော့သူမကတော့အယုတ်ကိုယူပြီးဒီကိစ္စရဲ့နောက်ွယ်ကအเจ้าရတွေကိုစံမြက်မိမကသိနေမယ်လို့ထင်နေတဲ့အတွက်သူမစီကိုတွားရောက်ခဲ့ပါလေစံမြက်မိမကစစ်တာရှာလော့ကိုအဲ့ဒီယာတွေအားလုံးကိုအမှန်တိုင်းပြောပြခဲ့လိုက်ပြီးသူမရဲ့တမိငယ်လေးအန်နဘဲတေဆုံးသွားပြီးတဲ့နောက်မှာသူတို့လင်မယားနှစ်ယောက်အရန်ကိုစိတ်ထိကိုက်နေခဲ့ရတာကြောင့်သူတို့ရဲ့သမီးလေးနဲ့အတူတူပြန်နေဖို့အတွက်စေတန်နတ်ဆိုးစီမှာပေးယူတခုလုပ်ခဲ့ကြပြီး အရိယကိုဝင်သွားခဲ့ကသူတို့မိသားစုလေးလည်းအရင်ကလိုတော့မဟုတ်ပေမဲ့တနည်းနည်းနဲ့ပြန်လဲဆိုးပြေးလာခဲ့ကြောင်းပြောပြခဲ့ပါလေ။ဒါပေမဲ့တညမှာတော့သူမအယုတ်သေးကိုဝင်နေတာကသမီးလေးအန်နဘဲရဲ့ဝိညာဉ်မဟုတ်ပဲအန်နဘဲအယောင်ဆောင်ထားတဲ့မိစ္ဆာစိုးတကောင်မှတီးသွားခဲ့တာကြောင့်သူမကလဝက်ကတိုင်နဲ့တမာကျန်းစာကိုတုံးပြပြီးမိစ္ဆာကိုနှိမ့်မို့အတွက်လှုပ်ခဲ့ပေမဲ့မိစ္ဆာကသူ့ရဲ့တကယ့်အသွင်စစ်ကိုပြောင်းသွားခဲ့ပြီးတော့သူမရဲ့မျက်စိတစ်ဖက်ကိုလက်နဲ့နှိုက်ထုတ်ခဲ့ကြောင်းပြောပြခဲ့ပါလေ။ ်ဆက်လာပြီးတော့သူမကအဲ့ဒီနေ့ညကကံကောင်းလို့သူမရဲ့အသက်အန္တရာယ်ကိုမထိခိုက်ခဲ့ရပါပဲမကောင်းဆိုတာကတော့အဲ့ဒီရုပ်ထဲမှာပူကန့်နေစေပဲဖြစ်ပြီးဖះเจ้าကဆောင်းနေနဲ့ချိတ်ပိတ်ထားခဲ့လိုက်ကအဲ့ဒီနောက်မှာတော့သူမကသူ့ရဲ့သမီးလေးအန်နဘဲရဲ့အထိတ်မှတ်နေနဲ့မိဘမဲ့ဂီယာတစ်ခုဖြင့်သူ့ရဲ့အိမ်ကြီးကိုပြောင်းလဲခဲ့ကြောင်းပြောပြခဲ့ပါတော့လေတပတ်မှာတော့ကယ်ရိုတို့ကအန်နဘဲရဲ့ခန်းထဲကရုပ်တွေနဲ့အတူတူဆော့နေခဲ့တာကိုတွေ့ခဲ့ရပြီးဂျန်နစ်ကလူကောင်းတယောက်လိုလမ်းလျှောက်လာခဲ့ကော မင်းတို့ရဲ့ပြည်တွေကိုဒဏ်ပေးဖို့အချိန်ရောက်ပြီလို့ပြောခဲ့လိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲဆစ်စာရှာလော့ကဂဲရိုတို့ရဲ့အော်တန်ကြောင့်အပြေးရောက်လာခဲ့ပြီးနန်စီကသူမကိုဂျန်နိကဓာတ်နဲ့မုံပစ်ခဲ့ကြောင်းပြောပြခဲ့လိုက်ပြီးတော့တပ်ဆိုင်ရာကိုအကြောင်းကြားဖို့အတွက်စေခိုင်းခဲ့လိုက်ကသူမကတော့ဂျန်နိနဲ့တွေ့ဖို့အပေါ်တတ်ကိုပြေးတက်သွားခဲ့ပါတော့တယ်။အဲဒီနောက်မှာတော့ဂဲရိုတို့ကရဲစခန်းကိုဖုံးဆားလိုက်ခဲ့ကြပြီးစမ်းမိန်းမရဲ့ခန်းထဲကခေါင်းလောင်းတံကိုကြားခဲ့ရတာကြောင့်သူမရဲ့ခန်းထဲကိုဝင်သွားခဲ့ကြတာက အဲဒီခါမှာတော့နိုင်ရံပေါ်မှာယေရှုလိုမျိုးတန်ဖိုးရိုက်သွင်းခံပြီးတော့တေဆုံးနေတဲ့ဆံမြက်မိမဖြစ်သူအလောင်းကိုတွေးရှိခဲ့ရပါတော့တယ်။အဲဒီမြင်ကွင်းကြောင့်ကာရိုတို့မောင်နှမတွေအားလုံးလည်းထိတ်လန့်သွားခဲ့ကြပြီးကြောက်လန့်အော်ဟင်းနဲ့ထွက်ပြေးကုန်ကြပါတော့တယ်။တရှင်လှုပ်ရှားတာတော့မျက်မြင်ကိုတွေ့ကြုံတွေ့ခဲ့ရပါတော့တယ်။ကာရိုကမိသီးတွေကိုဝဲဥပြန်ကြက်နေခဲ့လိုက်ပြီးတော့အဲဒီမိသီးကလည်းမကောင်းဆိုးတာတကောင်ရဲ့ခွဲပြစ်လိုက်တာကိုခံခဲ့ရပြန်ပြီးတော့ ဂရိုးကတော့ထိုင်ကုန်ပေါ်ကနေပြုတ်ကျသွားခဲ့တဲ့အတွက်တကူလုံးနာကျင်နေခဲ့ရပြီးနောက်ဆုံးမှာတော့ဂိုတောင်နဲ့ကက်ရက်ဖြစ်တဲ့ဆံမြက်အလုတ်ခန်းလေးကိုထွက်ပြေးသွားနိုင်ခဲ့ပါလေဒါမဲ့ဆံမြက်အလုတ်ခန်းထဲမှာထပ်မံပိတ်မိနေခဲ့ပြီးတော့သူမဘွားရဲ့အဆုံးသတ်လို့ထင်ထားခဲ့ပေမဲ့နန်စီရောက်လာခဲ့ပြီးပရင်းပေါက်ကနေကဲထုတ်ပြီးသွားခဲ့ပါလေတချိန်တည်းမှာပဲလင်ဒါပုံနေတဲ့စစ်စတာရှာလော့ရဲ့ခန်းထဲကိုဂျန်နေရောက်လာခဲ့တာကြောင့်ဓာတ်လီကားကနေတဆင့်ထွက်ပြေးလာခဲ့ရပြီးဆံမိမရဲ့ခန်းထဲကိုရောက်ရှိသွားခဲ့ရကား ကျမ်းမြေပေါ်မှာလဲနေတဲ့ဆက်မိမရဲ့အလောင်းကောင်ကြီးကိုတွေ့ခဲ့ရကရုတ်တရက်ဆိုသလိုပဲအဲ့ဒီအလောင်းကောင်ကြီးကအသက်ဝင်လာပြီးတော့လင်သားကိုတိုက်ခိုက်ခဲ့တာကြောင့်လင်သားလည်းကြောက်လန့်တကြားနဲ့ဓာတ်လီကားတွေကိုပြန်ပြေးဝင်သွားခဲ့ရပြီးတော့အပေါ်ဓာတ်ကိုတက်ဖို့အတွက်လှုပ်ခဲ့ပြီးမြက်အောက်ကမကောင်းဆိုးကလက်တစ်ဖက်ကဆွဲထားခဲ့တာကြောင့်ဓာတ်လီကားရဲ့ချိုးတွေကနေတဆင့်ထွက်ပြေးနေခဲ့ပြီးနောက်ဆုံးမှာတော့ကံကောင်းစွာနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတော့တယ်ဒါပေမဲ့ကံဆိုးအောင်သွားရမိုးလိုက်လို့ရွာဆိုးသလိုပဲသူမကစစ်စတာရှာလော့ကိုလိုက်ရှာဖို့လှုပ်ခဲ့ပြီးမြက် ူမရဲ့အယုတ်ကိုဓာတ်နဲ့တဲကြီးမဲကြီးထိုးနေတဲ့ဂျန်နီကိုတွေ့ခဲ့ရတာကြောင့်အန်နဘေးရဲ့ဘီရိုတဲကိုဝင်ရောက်ပုံနေခဲ့လိုက်ပြီးဂျန်နီကရှာတွေ့သွားခဲ့တဲ့အတွက်လင်နာကိုတတ်ပြဖို့အတွက်စတင်လှုပ်ဆောင်ခဲ့ပါတော့လေဒါမဲ့စစ်တာရှာလော့တယောက်လာရောက်ကဲတင်ပေးခဲ့ပြီးတော့အန်နဘေးရဲ့အယုတ်ကိုဓာတ်နဲ့ထိုးဖို့အတွက်လှုပ်တဲ့ခါမှာတော့စစ်တာရှာလော့ကလင်နာနဲ့အန်နဘေးအယုတ်တွေကိုဘီရိုထဲမှာပိတ်သိမ်းထားပစ်ခဲ့လိုက်ပါလေအဲ့နောက်မှာတော့ဘီရိုရဲ့ရှေ့ကမန်တေကုံတစ်ခုလုံးကိုလှဲချပစ်လိုက်ပြီးထွက်ပြေးလာခဲ့တာ တအိမ်လုံးလဲပုံတော်ကတိုက်ခိုက်အောင်လိုတုံခါလာခဲ့ကြပြီးတော့တအိမ်လုံးမှာရှိတဲ့မိသီးတွေလဲအားလုံးကွဲထွက်ကုန်ကြပါတော့တယ်။အဲဒီနောက်မှာတော့ရဲတွေရောက်လာခဲ့ပြီးဘီရိုတွေကဂျန်နီကိုလိုက်ချခဲ့ပြီးမယ်အန်နာဘေးအယုတ်ကိုပဲတွေ့ခဲ့ရပြီးတော့ဂျန်နီတယောက်ကတော့အပေါက်တစ်ခုကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့အန်နာဘေးအယုတ်ကြီးကိုရဲတွေကတတ်သေးကန်ပစ္စည်းဖြစ်နေယူဆောင်သွားခဲ့ကြပြီးဖာသာတယောက်ကအိမ်တစ်လုံးနဲ့အယုတ်ကိုပါကောင်းကြီးပေးတန့်စင်ပေးနေခဲ့ပြီးမယ်။ စစ်တာရှာလော့တို့ကတော့မနေရဲကြတော့ပဲနောက်ထပ်မိပါမယ် GR တစ်ခုကို ပြောင်းဖို့အတွက်ပဲလိုက်ရှာနေခဲ့ကြပါတော့တယ်။တချိန်တည်းမှာပဲဂျန်နီကတော့မကောင်းဆိုးအားပူကတ်တာကိုခံရရဆဲပဲဖြစ်ပြီးစန်တာမိုနီကာကယ်လီဖိုးနီးယားမြို့မှာရှိတဲ့မိပါမယ် GR တစ်ခုကိုတွားရောက်ခဲ့ကသူမရဲ့နာမည်ကိုလည်းအန်နဘဲလို့ပြောင်းပစ်ခဲ့လိုက်ပြီးတော့ဟေကင်လို့ခေါ်တဲ့မိသားစုတစ်ခုရဲ့ဝေးစားတာကိုခံခဲ့ရပါတယ်။နောက်ထပ်၁၂နှစ်ကြာတဲ့အခါမှာတော့ဂျန်နီကအရွယ်ရောက်လာခဲ့ပြီး သူမရဲ့မွေးစားမိဘတွေကိုထပ်မံတပ်ပစ်နေကြတာကိုတွေ့ခဲ့ရပြီးတော့နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာသိကြရင်တော့ကျွန်တော်ရဲ့ channel မှာတင်ဆက်ပေးသွားမယ် The Annabelle Cam Song Video ကိုစောင့်ကြည့်ပေးကြဖို့တွက်လဲမြေတားရက်ခံပြရစီခင်ဗျာမကြည့်ဘူးဆိုရင်တော့အန်နဘဲကသူ့ကိုယ်တိုင်အရောက်လာပါလိမ့်မယ်ဆိုတော့ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ